မင်္ဂလာပါ Ghost Entertainment မြန်မာ YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေရှင်။ပြီးခဲ့တဲ့အောက်တိုဘာလ13ရက်နေ့က One Championship သမိုင်းတစ်လျှောက်မှာအကြီးကျယ်ဆုံးပြိုင်ပွဲကြီးဖြစ်ခဲ့တဲ့ One Century ပွဲစဉ်ကိုဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။အဲဒီပြိုင်ပွဲမှာမြန်မာနိုင်ငံကိုစားပြုပါဝင် ရှင်ပြိုင်ခဲ့တဲ့မြမစပတ်အောင်အောင်လာအန်ဆန်ဟာမိမိရဲ့ Light Heavyweight Champion ကပတ်အတွက်စိန်ခေါ်လာသူ Heavyweight Champion ရန်ဒန်ဗီရာကို အလဲထိုးနိုင်ယူပြီးချန်ပီယံကာကွယ်မှုပြုလုပ်နိုင်ခဲ့ပါတယ်။အဲဒီလိုဝိတ်တန်းမြင့်တဲ့ကစားသမားတဦးကိုနှစ်ချီအတွင်းအလဲထိုးနိုင်ခမတင်အောင်လာအန်ဆန်ကဘရန်ဒန်ဗီရာကိုနှစ်ချီသေးနဲ့အလဲထိုးခဲ့တာကိုတေချာလီလာ ဆန်းစစ်ကြည့်ရင်တိကျတေချာတဲ့အချက်၅ချက်ကို တွေ့ရပါတယ်။နံပါတ်1နီးစနစ်နဲ့နီးပြူဟာကောင်းချင်း အောင်လာအန်ဆန်ဟာအဲ့ဒီပွဲမှာမိမိထက်အရက်အမောင်းနဲ့ဝိတ်တန်းပုံမြင့်ပြီးတော့အတွေ့အကြုံများစွာရင့်ကျက်တဲ့ UFC ကစားသမားဟောင်းကြီးကိုရင်ဆိုင်ခဲ့ရတာပါ Brandon Vera ဆိုတာ American ခြေစား UFC မှာ2005ခုနှစ်ကနေ2013ခုနှစ်အထိ UFC ရဲ့ Heavyweight Championship ပွဲစဉ်တွေမှာရှင်းနှစ်လောက်ကျင်လည်ခဲ့တဲ့အတွေ့အကြုံရင့်ကစားသမားတဦးဖြစ်ပါတယ် Vera ဟာ UFC ရဲ့လက်ရှိ Light Heavyweight Champion June Jones လို့ ကမ္ဘာထိပ်သီးကစားသမားနဲ့လည်း2010 match လာတုန်းက UFC light heavyweight တန်းအနေနဲ့ထိုးခဲ့ပူပါတယ်။ဗီရာဟာ UFC မှာအထွေထွေများစွာပြည့်ဝပြီးမှ2013နောက်ပိုင်းမှာမှ WAN Championship ကိုလာရောက်ကစားတာဖြစ်ပါတယ်။ WAN Championship မှာလည်းအောင်လနဲ့ပွဲမတိုင်ခင်၄ဘွဲ့ဆက်တိုက်နိုင်ယူပြီး heavyweight တန်းရဲ့ champion အနေနဲ့ပြိုင်ဘက်ကင်းရပ်တည်နေခဲ့တာပါ။အောင်လနဲ့ပွဲမှာဗီရာက အောင်လာအန်ဆန်ရဲ့အားသာချက်တွေကိုကြိုတင်လေ့လာထားဟန် ရှိသည့်အတွက်ပွဲအစပိုင်းမှာအောင်လာအန်ဆန်အနေငယ်ရုန်းကန်ခဲ့ရပါတယ်။အောင်လာအန်ဆန်ကအားသာတဲ့ခြေကံချက်တွေညာလက်တီးချက်တွေကိုကာကွယ်နိုင်ဖို့ဗီရာကမိမိရဲ့ဘဲဘက်လက်ကိုတောက်လျှောက်အကာအကွယ်ခန်းစစ်အနေအထားပြုလုပ်ထားတာကိုလည်းတွေ့ခဲ့ရပါတယ်။ရန်ဖန်ရန်ခါထွက်လာတဲ့ဗီရာရဲ့ 6လက်သီးများကအောင်လအန်ဆန်ကို အနားမကပ်နိုင်ရန်ကာကွယ်ထားခဲ့ပါသေးတယ်။ Hacknos 365ရဲ့ဤပြကြီး Henry Hoof ကိုရိုင်းအနိကက်ကြီးကြပ်ပေးနေတဲ့အောင်လအန်ဆန်ကလည်းဤစနစ်နဲ့ဤပြူဟာပိုင်းမခေသူဖြစ်ကြောင်းသက်တည်ပြတဲ့ပြန်ဖက်ဤအခြေအနေကိုနားလည်ခြင်းအွန်လိုင်းအဆင်ဟာအခုပွဲကိုရှင်ပြရင်လွန်ခဲ့တဲ့9လကလေးကစိန်ခေါ်ခြင်းခံခဲ့ရတာဖြစ်တဲ့အတွက် ကြံဖက်ရဲ့အားသာချက်အားနည်းချက်အရရက်ကိုလေးလာသုံးသက်ရန်အချိန်ရခဲ့ပါတယ်။ဗီရာဟာ UFC ပြိုင်ပွဲတွေမှာတောင်လက်စွမ်းပြခဲ့တဲ့ကစားသမားကောင်းတဦးဖြစ်ပြီးမတ်တဲရဲ့တိုက်ခိုက်မှုမှာအထူးကျန်းကျင်တဲ့ကိုခံပညာကစားသမားဖြစ်ပါတယ်။ One Championship ကိုရောက်လာတဲ့အခါမှာလဲပွဲရိုင်းကိုအနိုင်ယူခဲ့က Heavyweight Champion ကပတ်ကိုပင် သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ပြောစရာတစ်ခုကအသက်40နှစ်အရွယ်ဗီရာရဲ့အားနည်းချက်ကအရွယ်လွန်နေခြင်းနဲ့ပွဲဆက်ဝေလွန်နေခြင်းပဲဖြစ်ပါတယ်။အောင်လအစံအနေနဲ့ပြိုင်ဖက်အခြေအနေကိုကောင်းစွာနားလည်ထားကြောင်းသူ့ရဲ့ကစားပွဲအစီအစဉ်ကိုကြည့်ရင်သိနိုင်ပါတယ်။တက်လုံအားနေတဲ့ပြိုင်ဘက်ကိုမြင်းမြန်ဆန်ဆန်အားကုန်သွားအောင် ပထမအချီမှာတောက်လျှောက်မနာရန်တိုက်စင်ဖွင့်ကစားခဲ့ပြီးကျိုးဝိုင်းတစ်ခုလုံးကိုစိုးမိုးထားနိုင်ခဲ့ပါတယ်။ ဗီရာဘက်ကနေရဲရဲတင်းတင်းတိုက်စစ်ဆင်လာစေဖို့အတွက်ပထမအကြီးမှာဟာခွက်တွေကိုဖန်တီးကစားခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်ဒုတိယအကြီးမှာသက်လုံကျလာတဲ့ဗီရာဟာအနှဲငယ်လေးလံလာခဲ့ပြီး အောင်လအန်ဆန်ကိုမြ мян ဆန်ဆန်ပွဲသိမ်းနိုင်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီချက်ကပဲသူ့ရဲ့အားနည်းချက်ပြသွားခဲ့ပြီးတော့ဗီရာရဲ့တိုက်စစ် အလွန်အကျွံလိုက်ပါလာမှုကို အောင်လအမိအယအလဲထိုးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။နံပါတ်3 ကျူတင်ပြင်ဆင်မှုအားကောင်းခြင်းအောင်လအန်ဆန်ဟာခုနလခန့်လေ့ကျင့်ပြင်ဆင်ခြင်းရခဲ့တဲ့အတွက်အဲဒီကာလအတွင်းမှာအကောင်းဆုံးကျူတင် ပြင်ဆင်မှုတွေပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်တိုင်ဘက်နဲ့ဝေတန်းချင်းညီပြီးထိုးရမှာဖြစ်လို့ပြင်ဆင်တဲ့အနေနဲ့ခနာကိုကို စနစ်တကျအလေးချိန်တက်အောင်ပြုလုပ်ခဲ့ရပါတယ် ကိုလေးချိန်ကိုကြွက်သားများစုနဲ့တက်လာအောင်ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ရပြီးမလိုအပ်တဲ့အစီအပိုတွေစုမနေစေရန်လဲအစားအသောက်အနေထိုင်တွေကို အာဟာရကျွမ်းကျင်သူတွေညွှန်ကြားတဲ့အတိုင်းလိုက်နာခဲ့ရပါတယ်။ပြန်ဖက်ရဲ့နီးစနစ်နီးပြူဟာများကိုလေ့လာကညီသည့်နီလန်းဖြင့်ပွဲသိမ့်သင့်သည်ဆိုတာကိုလည်းအကြိမ်ကြိမ်ပြန်လည်သုံးသပ်ခဲ့ပါတယ်။နောက်တစ်ချက်ကမိမိနဲ့ရင်ဆိုင်မဲ့ပြန်ဖက်ဟာအရက်ပူရှည်ပြီးလူကောင်ပူကြီးသူဖြစ်တဲ့အတွက် လေ့ကျင့်ရေးမှာအရက်ရှိတဲ့လူတန်ကြီးများလူထွားကြီးများနဲ့လေ့ကျင့်ခဲ့ပါတယ်။အမှန်တကယ်အားဖြင့် Vira ဟာအောင်လအန်စန်ထက်သုံးလက်မခန့်သာပိုမြင့်တော်လဲအောင်လအန်စန်ကအရက်9ပေဝင်းကျင်ခန့်ရှိတဲ့လေ့ကျင့်ဖော်ရီနဲ့အကောင်းဆုံးအနေထားရတဲ့အထိတွဲပတ်လေ့ကျင့်ခဲ့ပါတယ်။ဒါကြောင့် Vira နဲ့ကျိုးဝိုင်းတွင်ရင်ဆိုင်ရတဲ့အခါမှာထင်ထားတာထက်တာ လူကောင်ပိုသေးတယ်လို့ခန်းစားခဲ့ရဘူးကြောင်းအောင်လာအန်ဆန်ကိုရိုင်းထုတ်ဖော်ဝန်ခံခဲ့ပူပါရယ်။နံပါတ်၄စိတ်ဓာတ်ရေးရာအသာစီးရယူနိုင်ခြင်းအောင်လာအန်ဆန်ကအခုပွဲကိုမရှင်ပြိုင်ခင်ကတည်းကစိတ်ဓာတ်ရေးရာအရာအသာစီးရနေတယ်လို့ဆိုနိုင်ပါရယ်။အဲ့ဒီပွဲမတိုင်ခင်လေးရတဲ့အကောင်းဆုံးလက်ဆွမ်းနဲ့အသက်အရွယ်ကိုရရှိနေတဲ့အောင်လာအန်ဆန်ကိုအမေရိကန်နာမည်ကြီးမဂ္ဂဇင်းကချီးမြှင့်တဲ့ တနစ်တာအကောင်ဆုံးကစားသမားစုကိုလည်းရရှိခဲ့တဲ့အတွက်စိတ်သက်တွေအမြင့်ဆုံးကိုရရှိနေခဲ့ပုံရပါတယ်။ပွဲကျူအင်တာဗျူးတွေမှာလည်းအောင်လအန်ဆန်ကဗီရာရဲ့အားနဲ့ချက်အားသာချက်တွေကိုထုတ်ပြောပြခဲ့ပြီးအနာရရှိရန်ခုခုကိုယုံကြည်မှုရှိနေတယ်လို့မီဒီယာတွေမှာဖြေကြားခဲ့ခြင်းကစိတ်ဓာတ်အသာစီးရယူမှုစိတ်ပိုင်းဆိုင်ရာ ထိုးစစ်ဆင်မှု mind game တွေပြုလုပ်ခဲ့တယ်လို့သုံးသပ်ရပါတယ်။ အမှန်တကယ်ကျိုးဝိုင်းတွင် ရှင်ပြိုင်တဲ့အခါမှာလဲစထွက်လာကလေးကယုံကြည်မှုအပြည့်ရှိတဲ့အမှုရာမျိုးပြသခဲ့တယ်လို့ရှင်ပြိုင်နေစဉ်ချိန်တွဲမှာလဲတိုင်ဘက်ကိုစိတ်တည့်ရေးရာစစ်စင်မှုတွေပြုလုပ်ခဲ့တာကို တွေ့ရှိရပါတယ်။တခါတရံမျက်နှာကိုကာထားတဲ့လက်ကိုအောက်ချပြီးတိုင်ဘက်ကိုတိုက်ဆင့်ဖွင့်ပေးတဲ့ပုံစံလုပ်ပြခြင်းကလဲစိတ်ဓာတ်တိုက်စစ်စင်မှုတစ်မျိုးဖြစ်ပြီးတော့ခန့်စစ်အားပြုကစားမဲ့တိုင်ဖက်ရဲ့ကစားပွဲအစီအစဉ်ကိုဇဝေဇွာဖြစ်သွားစေခဲ့ပါတယ်။ ချူဝိုင်းကိုတောက်လျှောက်ဆူမှုပြီးပြန်ဘက်ကိုဘက်ပေါင်းစုံမှကြားချောင်းတို့ချောင်းပြီးကစားခြင်းကလည်းစိတ်သက်အသာစီရစေခဲ့ပါတယ်။ဖီရာရဲ့တံတောင်ချက်ကြောင့်ညခုံးကွဲသွားပြီးမဲ့နာကျင်ဟန်မပြဘဲဆက်တိုက်တိုက်စစ်စဉ်ကစားခဲ့ခြင်းကလည်းဖီရာကို စိတ်သက်ရေးရာချင်းချောင်းမှုဖြစ်စေခဲ့ပါတယ်။နံပါတ်5မြမပရိသတ်ရဲ့တခဲနဲ့အားပေးမှုကိုရရှိခြင်း အောင်လအန်ဆန်ကအခုပွဲကိုမြန်မာနိုင်ငံမှာကစားခဲ့ခြင်းမဟုတ်တော့လဲဂျပန်ရောက်မြန်မာအတိုင်းဝိုင်းရဲ့တခဲနဲ့လာရောက်အားပေးမှုကိုရရှိခဲ့ပါတယ်။ဒေးဖြူရဲ့အမဲလိုက်ကတဲ့ချင်းနဲ့အောင်လအန်ဆန်ကွင်းထဲဆောင်းဝင်လာတဲ့အချိန်ကလေးကမြန်မာပြည်သက်တွေကတံပြိုင်တချင်းလိုက်ဆူခဲ့ကြပြီးတခွင်းလုံးအမဲလိုက်အကတချင်းတံတွေနဲ့ဖုံးလွှမ်းနေခဲ့ခြင်းကအင်ကွင်းမှာကစားရသလိုမျိုးခံစားမှုကိုစစ်ပေါ်စေခဲ့ပါတယ်။ ဖွဲ့ကစားနေတဲ့အချိန်အတွင်းမှာလည်းအောင်လာရဲ့နာမည်ကိုဒေါရှောက်အော်ဟစ်အားပေးတဲ့တွေက ကစားသမားရဲ့စိတ်ဓာတ်ကိုဒေါရှောက်တက်ကြွနေစေရန် အထောက်အကူဖြစ်စေခဲ့ပါတယ်။အောင်လာအန်ဆန်ဟာယနေ့အချိန်မှာမြမတပြည်လုံးရဲ့အားပေးမှုကိုအများဆုံးရရှိထားတဲ့အားကစားသမားတဦးဖြစ်ပါတယ်။အောင်လာပွဲရှိတဲ့အချိန်တွေမှာလဲနေလီအောင်မြင်းဆောင်မကြံရုံးမြင့်တန်ကြားရှိသူရောက်လာပြီးတောင်းတောင်းဖြတ်ဖြတ်အားပေးခဲ့ကြပါတယ်။ အဲ့ဒီအချက်ကအောင်လအန်စန်ရဲ့ကစားပွဲအပေါ်ဓာတ်ရိုက်တရမှုမရှိသည့်တိုင်အောင်မှာသူ့ရဲ့စိတ်ထဲမှာတာဝန်ကြီးကြီးမားမားရှိနေတယ်လို့ခန့်စားရစေပါတယ်။တနိုင်ငံလုံးမှာပြည်သက်များရဲ့အားပေးမှုများကအောင်လအန်စန်အတွက်အနိုင်မရရအောင်ကစားရမယ်ဆိုတဲ့တွန်းအားတစ်ခုဖြစ်စေခဲ့ကြောင်းလေ့လာတွေ့ရှိခဲ့ရပါတယ်။ အခုဗီဒီယိုကိုကြိုင်းရက်တဲ့ဆိုရင်ဗီဒီယိုရဲ့အောက်က like ဆိုတဲ့ခလုတ်လေးကိုနှိပ်သွားပေးပြီး comment လေးတွေနဲ့မိမိတို့ရဲ့အမြင်များကိုဝင်ရောက်ဆွေးနွေးကြပါအောင်နော်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။